လီမီတာစုတွေထဲမှုရွာကနေကြောက်တတူတွင်တူဖော်လိုက်နိုင်တဲ့တဲ့ရင်ကလိုဝက်ချက်ဖြစ်ရှိနေရင်တောင်လူယုံတချို့ကြောင့်လီမီတာစုတို့စီကိုတဲ့ရင်ရောက်ရှိသွားပါတယ်။ရှင်းမီတာစုကောင်းဆောင်ကလိန်ပေါင်းကိုကြီးလိုက်ပြီးကြည်စံအခုလီမီတာစုမှာကြီးမားတဲ့ရန်ရွံကြောက်တတူကြောကြီးရှိနေပြီ။ငါတို့လုတ်ခဲ့တဲ့လုံရက်တွေကြောင့်သူတို့တွေကဒီတတူကြောကြီးကိုရှာတွေ့သွားတာပဲလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြည်ချင်းအားဖြင့်ရှင်းမီတာစုကောင်းဆောင်ရဲ့အပြောဆိုဟာစိတ်ပြတ်အားငယ်တယ်လို့မျိုးဖြစ်နေပါတယ်။အဲ့ဒီအခါမှာလိန်မီတာစုကောင်းဆောင်ကဒေါသရကြီးနဲ့ ဒီလိုကြီးမားတဲ့အကျိုးမြတ်တွေကိုလေးမိသားစုကရသွားတဲ့ဟုတ်လားငါကဒီရကိုဘလို့လှုပ်လက်ခံနိုင်မှာလဲဆိုပြီးလိန်ပေါင်းပြန်ပြောလိုက်တယ်လို့သူ့ရဲ့မျက်နှာပေါ်မှာလည်းမကျေနပ်မှုတွေအထင်းသားပေါ်လွင်နေခဲ့ပါတယ်ဒါကိုမြင်တော့ရှစ်မိသားစုခေါင်းဆောင်ကသူ့စီမှာအကြံကောင်းတစ်ခုရှိတယ်ဆိုပြီးလိန်ပေါင်းအနာကပ်သွားလိုက်တာတစုံတစ်ခုကိုတီးတိုးပြောပြလိုက်ပါတယ်သူတို့ဘာပြောခဲ့လဲဆိုတာကိုတော့တေချာကြားရခြင်းမရှိပေမဲ့တစုံတစ်ယောက်ကိုလေးမိသားစုထံဆေးလွတ်လိုက်ခြင်းမျိုးဖြစ်ပြီးဒီအကြံစီဟာလှုပ်ဝက်ကမကောင်းတဲ့အစီအစဉ်တစ်ခုဖြစ်ရမယ်ဆိုတာကိုတော့ခံမှန်းနိုင်ပါတယ် တဖက်မှာလည်းလေးမိသားစုတွေကရံမျိုးကိုရောက်ရှိလာကြပြီးရှာဖွေတူးဖော်ထားကြတဲ့ရံရံကြောက်တွေကိုတည်ဆောင်ဖို့ပြင်ဆင်နေကြတာကိုတွေ့မြင်ကြရတဲ့အပြင်သူတို့ရဲ့မျက်နှာတွေမှာပျော်ရွှင်မှုတွေနဲ့မျှော်လင့်ချက်တွေအပြည့်ရှိနေကြပါတယ်။လင်းနှုံကရောင်းဝယ်ကိစ္စတွေကိုတိတ်ဆိတ်မဝင်စားလို့ရောက်တုံးရောက်ခိုက်ရံမျိုးထဲမှာလှည့်လည်သွားလာနေခဲ့ပြီးတိတ်မကြခင်မှာလှုပ်ဝက်ဆန်းကျစ်ပစ္စည်းတွေဝယ်ယူရောင်းချနေကြတဲ့ဈေးဆိုင်တန်းတွေကြားထဲကနေယတနာခမ်းမတစ်ခုကိုလမ်းမြင်တွေ့လိုက်ရတာကြောင့်လင်းနှုံလည်းတစ်ခုခုသွားဝယ်ချင်တာမို့အထဲဝင်သွားလိုက်ပါတော့တယ်။ လင်းနှုံဟာအဲ့ဒီဈေးဆိုင်တန်းတွေကြားမှာရှောက်သွားနေရင်နဲ့အသက်ရွယ်ကြီးရင်းတဲ့လူကြီးတယောက်ကိုအမတ်တမဲတွေ့မြင်လိုက်ရသလိုဒီလူကြီးကလည်းလင်းနှုံရဲ့ဝိညာဉ်ဆွမ်းအားကိုသတိထားမိလိုက်ပါတယ်။ဒီလိုဝိညာဉ်ဆွမ်းအားကိုတုံးပြီးတိုက်ခိုက်တဲ့သူတွေကိုဝိညာဉ်သခင်တွေလို့ခေါ်ဆိုကြတဲ့အပြင်တိုင်းပညာလောကထဲမှာဝိညာဉ်ဆွမ်းအားကိုတိုက်ခိုက်ရတဲ့အတွက်အသုံးပြုကြတဲ့ဝိညာဉ်သခင်တွေလည်းအများပြားရှိကြတာကြောင့်ဒီလူကြီးကလည်းလင်းနှုံစီမှာရှိနေတဲ့ဝိညာဉ်ဆွမ်းအားသိသိမှုကိုစစ်ဆေးတွေ့ရှိသွားခဲ့ပါတယ်။ နောက်တနေ့ရဆက်လျှောက်သွားတဲ့အခါထူးဆန်းတဲ့ပစ္စည်းတချို့ထပ်မြင်တွေ့လိုက်ရတဲ့အပြင်အဲ့ဒီပစ္စည်းကြားထဲမှာလင်းနှုတ်မြင့်ကိုဆွဲဆောင်နေတဲ့ဒိုးလောင်အိတ်တလုံးကိုမြင်တွေ့လိုက်ရတာကြောင့်လင်းနှုတ်ဟာဒီဒိုးလောင်အိတ်ကိုအယံသဘောကျသွားပြီးဝယ်ယူဖို့စ조사လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအယောင်းဝန်ထမ်းကမင်းအဲ့ဒါကိုမကင်နဲ့လို့ပြောပြီးအဲ့ဒီအိတ်ကိုသူ့နာပြန်ဆွဲယူလိုက်ပါတယ်။လင်းနှုတ်ကလည်းဒါကရောင်းဖို့ထားထားတာမဟုတ်ဘူးလားလို့မေးတဲ့အခါဒီဒိုးလောင်အိတ်ကအဆောင်သခင်ရေးဆွဲဖန်တီးပေးထားတဲ့အစင်းနဲ့အဆောင်ဖြစ်တာကြောင့်တာမန်ဇင်းနှုတ်နဲ့ဝယ်ယူခွင့်မရှိဘူးလို့ပြန်ပြောလာခဲ့ပါတယ်။ ဒါကြောင့်လင်းနှုံကဒါဆိုရင်ဒီပစ္စည်းကိုဘယ်ဈေးနဲ့ရောင်းမှလဲလို့ထပ်မံမေးမြန်းလိုက်တဲ့အတွက်တစ်ဖက်ကလည်းရန်ရွံကြောက်48တုံးဆိုပြီးဈေးနှုန်းပြောပြလိုက်ပါတယ်။လင်းတုံစီမရန်ရွံကြောက်အဲ့ဒီပမာဏလောက်ရှိမနေပေမဲ့သူ့စီမရန်ရွံဆေးလုံးတွေရှိတယ်လို့ပြောပြီးဆေးလုံးတွေကိုပြသလိုက်ပါတယ်။အဲ့ဒီအခါမှာအယောင်းဝန်ထမ်းကသဘောတူလိုက်ပြီးလင်းနှုံကိုတိုးလောင်အိတ်ရောင်းချလိုက်တဲ့အတွက်လင်းနှုံလည်းရန်ရွံဆေးလုံးနှင်းငယ်ပေးပြီးယူဆောင်ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီနောက်လမ်းလျှောက်လိုက်ရင်းနဲ့နောက်ထပ်ပစ္စည်းတစ်ခုမြင်လိုက်ရတဲ့အတွက်ခြေလမ်းတွေရပ်တန့်သွားခဲ့တာကြောင့်အဲ့ဒီပစ္စည်းပိုင်ရှင်ဖြစ်သူကဒီပစ္စည်းကိုမိတ်ဆွေလေးစိတ်ဝင်စားနေလို့လားဆိုပြီးလင်းတုံကိုမေးလာပါတယ်။လင်းတုံကဟုတ်ကြောင်းပြန်ဖြေလိုက်ပြီးပစ္စည်းအကြောင်းမေးတော့အဲ့ဒီလူကကြုတ်လေဒီယာကိုတစ်ခေါက်တစ်ခုလို့သာမြင်ပြီးအတိအကျတော့သေချာမသိဘူး။ဒါပေမဲ့ဒီယာကိုတိုင်းတစ်ပါးကုန်တဲ့တယောက်စီကနေဟိုးအရင်ကဝယ်ယူထားခဲ့တာဒီပစ္စည်းကတခုခုထူးခြားမှန်းသိပေမဲ့ဘာလဲဆိုတာတော့တေချာနားမလဲတဲ့အတွက်လိုချင်ကန်ဆန်းကြည့်ဖို့ဆိုပြီးရှင်းပြပေးလာခဲ့ပါတယ်။ လင်းတုံကလည်းဘိုးဘေးအဆောင်ရဲ့လက်လက်အချက်ပေးမှုကြောင့်ဒီတစ်ခေါက်ကိုစိတ်ဝင်စားနေတာဖြစ်ပြီးဆိုင်းပိုင်ရှင်ကဈေးနှုန်းပိုပေးမယ်ဆိုရင်ဝယ်ယူလို့ရနိုင်တဲ့အကြောင်းဒါအပြင်တခြားလူတစ်ယောက်ကလည်းဒါကိုလိုချင်နေတာဖြစ်ကြောင်းအဲ့ဒီလူထက်ဈေးပိုပေးနိုင်ရင်မိတ်ဆွေလေးကိုရောင်းပေးလိုက်ပါမယ်ဆိုပြီးဈေးနှုန်းကန့်လန့်နေပါတယ်။ငယ်သားတစ်ယောက်ကဒီပစ္စည်းကိုသူ့သခင်မလေးကအရင်ကြိုတွေ့ထားတာဖြစ်ပြီးသူမလိုချင်တဲ့ပစ္စည်းမဆိုရမျိုးကြီးထဲမှာဘယ်သူမှရှင်းမလို့ရဘူးဆိုပြီးလင်းတုံကိုလေတံမာမာနဲ့တတိပေးလာကြပါတယ်။ ဒီတခင်မလေးကိုကြီးရွယ်လို့ခေါ်ဆိုကြပြီးအဆောင်ပညာရှင်တယောက်ရဲ့တပည့်မလေးဖြစ်တာကြောင့်အခုလိုမောင်းမာနေတာဖြစ်ပါတယ်။ပစ္စည်းရောင်းသူကလည်းကြီးရွယ်ကိုအပြစ်မပြုမိခြင်းတဲ့အတွက်အယောင်းဝယ်မဖြစ်သေးကြောင်းပြောပြီးလက်ဆောင်ထွက်လိုက်ပါတယ်။အဲ့ဒီအခါမှာကြီးရွယ်ကသူ့လိုချင်တဲ့ပစ္စည်းကိုဒီရမျိုးမှာဘယ်သူမှမလူယူရဲကြဘူးလို့ချိန်မောင်းလာတဲ့အခါလင်းနှုံကဈေးများဆုံးပေးနိုင်တဲ့သူဒီပစ္စည်းကိုစိတ်ကြိုက်ဝယ်ယူနိုင်တယ်ဆိုပြီးငွေပေးချေရင်အဲ့ဒီပစ္စည်းကိုယူဖို့စ조사လိုက်ပါတယ်။ဒါကိုမြင်တော့အတင်းရဲလိုက်တာဆိုပြီးကြီးရွယ်ရဲ့အစီခံနဲ့ရောက်ကလင်းနှုံကိုဒါနဲ့ချိန်ငယ်လိုက်ကြပါတယ်။ ဒီအချိန်မှာပဲခုနတုန်းကဝိညာဉ်ဆွမ်းအားသတိထားမိသွားတဲ့အကြီးကဲဖြစ်သူကယုတ်တရက်ဝင်ရောက်တားဆီးလာခဲ့ပြီးရှုဝတ်ဆန်းကျတဲ့အစွမ်းတစ်ခုနဲ့အဲ့ဒီဓာတ်တွေကိုရိုက်ထုတ်ပြလိုက်ပါတယ်။ဒီအစွမ်းကိုတော့ဝိညာဉ်ဆွမ်းအားလို့ခေါ်ဆိုသတ်မှတ်ကြပြီးအကြီးကဲဖြစ်သူကိုရန်ရွှန်လို့လူသိများကြပါတယ်။အကြီးကဲရန်ရွှန်ကစတုထအဆင့်အဆောင်ဆရာတယောက်ဖြစ်သလိုကြီးရွယ်ရဲ့ဆရာသခင်လည်းဖြစ်နေပြန်ပါတယ်။တစ်ဖက်မှာတော့လင်းရှန်တယောက်မြင်းတကောင်ကိုအမြန်စီးနေလာခဲ့ရပြီးလင်းရှောင်းတို့ကိုတွေးတဲ့အခါသူတို့ထယ်မှုရွာကိုဟေးလုံးရွာသားတွေဝင်ရောက်တိုက်ခိုက်နေကြသလို့ ရန်ရွံကြောက်ပုတ်မဲ့ကိစ္စကိုလည်းကြားဖြတ်နှောက်ယှက်ကြတော့မယ်ဆိုပြီးမော်ပန်းကြီးစွာရှင်းပြလာခဲ့ပါတယ်။ဆရာဖြစ်သူကလင်းနှုံကိုမျက်စိကျနေတဲ့အတွက်ကြီးရွက်ကခြေတလန်းနောက်ဆုပ်ပေးပြီးပစ္စည်းကိုလည်းယူသွားခွင့်ပြုလိုက်တဲ့နောက်ကြီးရွက်ကဆရာဖြစ်သူကိုအယိုးတည်ပေးပြီးထွက်ခွာသွားပါတယ်။လင်းနှုံကလည်းရန်ရွှံကိုကျေးဇူးတင်ကြောင်းပြောတဲ့အခါရန်ရွှံကလင်းနှုံကိုအဆောင်သခင်ဖြစ်ချင်သလားလို့မေးလိုက်ပါတယ်။အဆောင်သခင်ဆိုတာကဝိညာဉ်ဆရာတွေကိုနောက်တစ်မျိုးခေါ်ဆိုကြတာဖြစ်ပြီးရန်ရွှံကအဆောင်သခင်တွေအကြောင်းကိုအကြံဖြင့်ရှင်းပြပေးပါတယ်။ အဆောင်သခင်ဆိုတာတဘာဝရဲ့ဟာကွက်ကိုဖယ်ရှားပြီးသူ့ပဝင်းကျင်ကအရာဝတ္ထုတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိသူကိုပြောတာဖြစ်တယ်လို့အလွယ်ပြောရရင်တော့စိတ်စွမ်းအားကိုအသုံးပြုကြတဲ့သူတွေပါပဲ။အဲ့ဒီနောက်ရန်ရွှန်ကမင်းငါရဲ့တပည့်လုပ်ပြီးအဆောင်သခင်ဖြစ်ချင်လာလို့လင်းနှုံကိုထတ်မေးလိုက်ပါပြီ။လင်းနှုံဟာအဆောင်သခင်ဖြစ်ချင်စိတ်ရှိပေမဲ့ရန်ရွှန်ရဲ့ကံလန့်မှုကိုညှင်းပယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့လင်းနှုံရဲ့လက်ထဲမှာရှိတဲ့ဘိုးဘေးအဆောင်ရဲ့ရှိုးဝတ်ချက်ကိုတခြားသူတွေသိသွားမှစိုးရိမ်လိုပါပဲ။ ဒီလိုဝက်ချက်ဟာသူတယောက်တည်းအတွက်တာမကလေမီတာစုတစ်ခုလုံးအတွက်ပါအနည်းငယ်ဖြစ်စေနိုင်တယ်လို့သူတွေးမိလိုက်တာကြောင့်ပါဒီလိုညင်းပယ်မှာကိုမထင်ထားခဲ့ပေမဲ့ရန်ရွှန်ကလည်းမင်းစိတ်ပြောင်းသွားရင်ဘဲချင်းမစိုးကုန်တဲ့များအင်းကိုရောက်လာခဲ့ပါလို့ပြောလိုက်တဲ့အပြင်စိတ်ဆွမ်းအားလေးကျင်နေတဲ့ပတ်သက်တဲ့စာအုပ်တအုပ်ကိုလည်းထုတ်ပေးခဲ့လိုက်ပါသေးတယ်အဲ့ဒီနောက်လေမီတာစုရဲ့အစီခံတယောက်ကလင်းတုံစီကိုရောက်လာပြီးဟီလုံရွာကလူတွေလာတိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုအလင်းလိုပြောပြလာကြပါတယ် လင်းနှုံလည်းဒီစကားကြားတာနဲ့ထဲမှုရွာမှာချင်းထန်တယောက်ထဲကျန်းရင်နေခဲ့တာဆိုပြီးအမြန်ပြေးသွားလိုက်တယ်လို့ထဲမှုရွာဘက်မှလည်းလေးမီသားစုဝင်တွေဟာဟေးလုံရွာရဲ့ဒုတိယကောင်းဆောင်ဝူရှားနဲ့တိုက်ခိုက်ခဲ့ကြပြီးအဆုံးသက်မှာအပြတ်သက်ရှုံးနိမ့်သွားကြရုံသာမကဒဏ်ရာဒဏ်ချက်တွေလည်းအပြင်းထန်ရရှိနေခဲ့ကြရပါတယ် ရှောင်းရန်ကလေးမိသားစုတွေကိုကာကွယ်ဖို့စ조사ပေးမိ။သူကိုယ်တိုင်လည်းနောက်ပြန်လွင်ထွက်သွားရပြီးချင်းထန်တို့စီဖမ်းဆီးကြတော့မဲ့အချိန်လင်းနှုံအချိန်မီရောက်ရှိလာနိုင်ခဲ့ပြီးဝူရှာစီကိုဒေါသထွက်စွာပြေးဝင်ရင်ဆိုင်ခဲ့ပေမဲ့ဝူရှာဆိုသူကရွန်ကောင်းကင်အဆင့်ကိုကြိုးရောက်နေတယ်သူဖြစ်ပါတယ်။လင်းနှုံကတော့မြေဝင့်ညအဆင့်ပဲရှိနေသေးတဲ့အတွက်သူတို့နှစ်ဦးရဲ့စွမ်းအဆင့်ဟာတဆင့်ကွာနေတယ်ဆိုပေမဲ့လင်းနှုံကရဲရဲဝံ့ဝံ့တိုက်ခိုက်နေစေဖြစ်ပါတယ်။ ဝူရှာကမင်းဟာလင်းတုံလားမင်းကိုတတ်ဖို့အခွင့်အရေးကိုငါရှာနေခဲ့တာပါလို့ပြောလိုက်တော့လင်းတုံကဘာလို့လေမိသားစုကိုတိုက်ခိုက်ရတာလဲလို့ပြန်မေးလိုက်ပါတယ်။ဝူရှာကမင်းတို့ရန်ရွံကြောက်တတူကြောကိုရသွားတဲ့အတွက်ငါတို့မချင်းနဲ့လို့ပေါ့လို့ပြန်ဖြေတဲ့အခါဒါဟာလေမိသားစုရဲ့လက်ချက်ပဲလားလို့လင်းတုံပြန်မေးလိုက်လို့ဝူရှာလည်းမင်းသိစရာမလိုဘူးလို့ပြောပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြပြန်ပါတယ်။ ဝူရှာဘက်ကလင်းတုံစီကိုဆွမ်းအားပြည့်နဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုကိုပြစ်လွတ်လိုက်ပြီးငါရဲ့တိုက်ခိုက်မှုတစ်ချက်ကိုတော့မင်းတောင်းခံနိုင်မှာမဟုတ်ဘူးရောမြေကပအစ်င့်နှောင်းပိုင်းအစ်င့်ထီရောက်နေတဲ့မင်းလို့ထူးချွန်သူတွေကိုငါမုန်းတယ်လို့အထင်သေးစွာပြောပါတယ်ခဏတာတိုက်ခိုက်ပြီးတဲ့နောက်လင်းတုံကသူ့ရဲ့အံ့ဖွဲ့တစ်စက်ရဲ့ပထမအစ်င့်နဲ့ပြန်လဲတိုက်ခိုက်လိုက်ပေမဲ့ဝူရှာကိုဘာမှမထိခိုက်ခဲ့တာကြောင့်လင်းတုံဟာဒုတိယအစ်င့်နဲ့ထပ်မံတိုက်ခိုက်တဲ့အခါကျမှဝူရှာလည်းတားဆီးနိုင်စွမ်းမရှိတော့ဘဲနောက်ကိုလွင့်စင်ထွက်သွားရပါတယ် အဲ့ဒီနောက်မှာတော့ဝူရှာကသူ့စီမှာရှိတဲ့အင်အားကြီးမားတဲ့လေဆုပ်ဖြတ်ခြင်းလက်တိုင်းဆိုတဲ့တိုက်ခိုက်မှုတစ်ခုကိုအသုံးပြုလိုက်ပါတယ်။ဒါကိုမြင်တော့လင်းနုံကအန့်ဖွဲတစ်စိတ်ရဲ့တတိယအဆင့်ကိုအသုံးပြုပြီးတိုက်ခိုက်လိုက်တယ်လို့ဒီတိုက်ခိုက်မှုရဲ့အရှိန်ဟုန်ကြောင့်ဝူရှာဟာနောက်ကကြောက်ဆောင်ကြီးတစ်ခုပေါ်ကိုပြင်းထန်စွာရိုက်မိပြီးဒဏ်ရာရရှိသွားခဲ့ပါတော့တယ်။ဒီလိုဒဏ်ရာရသွားတဲ့အချိန်မှာဝူရှာဘက်ကနေလူဝတ်စုချွန်တစ်ချောင်းကိုလင်းနုံစီကိုပြန်ပစ်လွတ်လိုက်တာကြောင့်လင်းနုံလည်းပြင်းထန်တဲ့တိုက်ပွဲတန်ကြောင့်သတိမမျောသွားတဲ့အခြေအနေကိုရောက်သွားရပါတယ်။ ဒီချိန်မှာတော့ညီမဖြစ်သူနဲ့ရှောင်းရံတို့ကလင်းနှုံကိုဝိုင်းဝန်းကာကွယ်ပေးထားရပါပြီ။စကတ်နှင်းငယ်ကြပြီးတဲ့အခါလင်းနှုံသတိပြန်ရလာခဲ့ပြီးဒီအချိန်မှာပဲလင်းနှုံရဲ့ခန္ဓာကိုယ်ထဲမှာရွံကောင်းကင်အဆင့်ကိုဖြိုခွဲတက်လန့်ဖို့အခွင့်အရေးပေါ်ပေါက်လာခဲ့ပါတယ်။ဒီလိုအချိန်မှာလင်းနှုံဟာတိုက်ခိုက်လို့မရတော့ပဲအဆင့်တက်ဖို့အတွက်လေ့ကျင့်မှုပဲဆက်လုပ်ရတော့မှဖြစ်လို့ချင်းထန်တဲ့ရှောင်းရံတို့ကိုငါရွံကောင်းကင်အဆင့်ကိုတက်လန့်နေတဲ့အချိန်မှာငါ့ကိုကာကွယ်ထားပေးပါလို့မှကြားလိုက်ပါတယ်။ ရှင်းထန်တဲ့ရှောင်းရံတို့လည်းသူတို့တက်နိုင်သလောက်ဝင်ရောက်တိုက်ခိုက်သူတွေကိုအကုန်တားဆီးခဲ့ကြပေမဲ့လေဆုပ်ဖြဲခြင်းလက်ကြောင့်ရှင်းထန်ထိခိုက်သွားခဲ့ရတဲ့အပြင်သူတို့နှစ်ယောက်အခြေအနေနဲ့လင်းနှုံကိုအကြာကြီးကာကွယ်ပေးနိုင်ဖို့မလွယ်ကူခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဒန်ယာရနေတဲ့ဝူရှာကရုတ်တရက်ရောက်လာပြီးလင်းနှုံကိုထက်မှန်ထိုးနှက်ဖို့ကြိုးစားလိုက်တဲ့အခါဒီအခိုက်အတန့်မှာပဲလင်းနှုံဟာရွန်ကောင်းကင်အဆင့်ကိုအောင်မြင်စွာဖြိုခွဲတက်လန်းနိုင်ခဲ့ပြီးလင်းနှုံရဲ့ခန္ဓာကိုယ်ထဲကနေကြီးမားတဲ့ဆွမ်းအားတွေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတော့တယ်။ လင်းနှုံကဝူရှားကိုတစ်ချက်လန်းကြည့်ပြီးညီမဖြစ်သူနဲ့ရှောင်းရံတို့ကို ထိခိုက်အောင်လှုပ်ထားခဲ့တဲ့အတွက်သူ့ရဲ့ဒေါသကိုနှစ်ဆပြန်ပေးဆက်ရလိမ့်မယ်ဆိုပြီးပြင်းထန်တဲ့တိုက်ချက်တစ်ခုကိုဝူရှားစီပြစ်လွတ်လိုက်တဲ့အတွက်ဒီတိုက်ကွက်ကိုကွက်တိတိမှန်သွားချိန်မှာတော့ဝူရှားလည်းပြန်ထနိုင်ခြင်းမရှိတော့ပါဘူး။တစ်ချိန်တည်းမှာပဲဝူရှားတည်သွားပြီးဆိုတဲ့သတင်းကလိမ်မီသားစုထံရောက်ရှိသွားပြီးဖြစ်လို့မိသားစုခေါင်းဆောင်တွေလည်းမယုံကြည်နိုင်ဖြစ်သွားကြရပြီးတက်လိုက်တဲ့လူကလင်းနှုံဖြစ်မှန်းသိသွားချိန်မှာတော့ပိုလို့တောင်ခံစားရခက်ဖြစ်သွားကြရပါတယ်။ လင်းနှုံကလိန်မီသားစုနဲ့ရှဲမီသားစုတို့အတွက်အနောက်ရှက်ကြီးဖြစ်နေပြီမို့လိန်လီကအဖိုးဖြစ်သူကိုအဆင့်တက်တော့မှလာလို့မေးလိုက်တဲ့အခါလိန်ပောင်က သူ့အမျိုးတင်ငယ်အဆင့်ကိုရောက်ရင်လင်းနှုံနဲ့လိန်မီသားစုတို့ခုလုံးကိုရှင်းပြမယ်လို့ပြောလိုက်ပြီးအစွမ်းထက်ပုဂ္ဂိုလ်တဦးကိုလည်းပင်ဖိတ်အုံးမှဖြစ်ကြောင်းတပြက်ချင်းစိတ်တွေနဲ့ထုတ်ပြောပြလိုက်ပါတော့တယ်